ူညွန့်ကိုကြောကြက်လေးပဲချက်ချက်အရေတောက်လေးပဲချက်ချက်ထမင်းမိန်တယ်လို့စားရတာရန်ကောင်းတဲ့ဒီဘူးညွန့်လေးကိုကြိုက်တဲ့သူတွေရှိတာမသိဘူးเนาะဒါဆိုရင်တော့ဒီဘူးလေးကိုအဆုံးထိကြည့်ပေးပါဒီဘူးလေးထဲမှာဘူးညွန့်ကနေပေးတဲ့ကျမရဲ့ကောင်းကျိုးလေးကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့ပြီးမေးပါနဲ့ဦးเนาะအရင်ဆုံးဘူးညွန့်မှာဘလို့အဟာရတွေပါတယ်ဆိုတာကိုပြပြပေးပါမယ် ဘုံညုံမှာဆိုလို့ရှိရင်အညင်ဓာတ်ဗီတာမင် A ဗီတာမင် B ဗီတာမင် C ဗီတာမင် E ဗီတာမင် K တန်ဓာတ် ဖောလေပိုတက်ဆီယမ်မဂနီကာဗွန်ဟိုက်ဒရိတ်ကယ်ဆီယမ်နဲ့ပရိုတင်းတို့ပါဝင်နေပါရနော်ဘူးညွန့်ကနေပေးတဲ့ကျန်းမာရေးကောင်းကျိုးရည်ထရားပထမအဦးဆုံးကတော့ဝေးကြစီပါရနော်ဘူးညွန့်မှာဆိုလို့ရှိရင်အမြင်နဲ့ကြော်ဝါစာပါဝင်တာကြောင့်အစာခံနိုင်သလိုကယ်လိုရီပါဝင်မှုလည်းနေပါရနော်နောက်ပြီးတော့ဘူးညွန့်မှာအဟာရဓာတ်များစွာပါဝင်တဲ့အတွက်ကြောင့်စီလံကြောင့်ပိုးဝင်တာကိုလည်းတတ်တာစီပါရရှင်စီလံကြောင့်ပိုးဝင်တဲ့အခါမှာဘူးညွန့်လေကိုအရေးကြိတ်ပြီးတော့သမယာရီနည်းနည်းတောက်ပေးလို့ရပါရနော်ဒီလိုတောက်ပေးတာဆိုလို့ရှိရင်စီလံကြောင့်ပိုးဝင်တာကိုတတ်တာစီမှာဖြစ်ပါရရှင် ောက်တစ်ချက်ကတော့အစာချေစနစ်ပြဿနာတွေကိုကင်းဝေးစေပါရနော်။ဘုံညွန့်မှာဆိုလို့ရှိရင်အမြင့်နဲ့ကြော်ဝါးစာပါဝင်တာကြောင့်ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်လို့အစာချေစနစ်ပြဿနာကြီးဖြစ်ကြတဲ့ဝမ်းပြောင်းဝမ်းချုပ်တာတွေကိုလည်းသက်သာစေနိုင်ပါရနော်။ဝမ်းမှန်စေလို့အစာချေစနစ်တစ်ချောက်တက်ရှင်စေပြီးတော့ဥမကြီးကိုလည်းတက်ရှင်စေနိုင်ပါတယ်။နောက်ပြီးတော့ဥမကြီးကျမ်းမာပြီးရောဂါကင်းစေဖို့ဘူတိကိုလည်းစားပြလို့ရပါသေးရနော်။ဘုံညွန့်မှာဆိုလို့ရှိရင်အစာချေစေဖို့ကိုလည်းအကောင်းဆုံးအဖြစ်ပေးနိုင်ပါသေးရနော်။ ခါတချက်ကတော့အပူငိမ့်စေပါရနော်။ဘူးညွန့်ဟာဆိုလို့ရှိရင်ခန္ဓာကိုယ်အပူကိုငိမ့်စေပြီးတော့ရေတက်ကိုဖြစ်ပေးနိုင်ပါတယ်။နောက်ပြီးအဆိုင်ကိုအေးစေနိုင်ပြီးခန္ဓာကိုယ်အပူချိန်ကိုရှင်းချပေးပါတယ်။ခြေတော်ဟာထွက်တဲ့နေရာဒီမှာစားပေးတဲ့အစားအစာတမျိုးပဲဖြစ်ပါရနော်။နောက်ပြီးတော့ဘူးညွန့်ဟာဆိုလို့ရှိရင်ချက်ချုံသွားတဲ့ရေတက်ကိုအကောင်အဆုံးဖြစ်ပေးနိုင်ပါရနော်။ပြီးရောနှာခေါင်းသွေးရှင်နာဝက်ချံနဲ့ဗစက်ထံမှာအနာဖြစ်တာလိုမျိုးပြဿနာတွေကွင်းဝေးစေဖို့အတွက်ဘူးညွန့်လေးကိုစားပေးလို့ရပါရနော်။ နောက်ပြီးတော့နှလုံးကိုကျန်းမာစေပါရနော်။ဘူးညွှန်အားဆိုလို့ချင်းသွေးနှုတ်ကိုလက်စတရောတွေကိုကျဆင်းနိုင်တာကြောင့်နှလုံးကျန်းမာရေးကိုအကောင်းဆုံးအဖြစ်ပေးနိုင်ပါရနော်။ပြီးတော့ဆက်ပြည့်စည်မှုတွေကိုပြောစေပါရရှင်။ဘူးညွှန်မှာအုံနောက်နဲ့အံ့ဩကြောတွေကိုကျန်းမာစေနိုင်တဲ့ကလိုရီပါဝင်တာကြောင့်မျက်ညာအားကောင်းစေပြီးတော့အုံနောက်ဆန်းဆောင်ရေးကိုတိုးတက်စေနိုင်သလိုဆက်ပြည့်စည်နာနဲ့စိတ်တကြတာတွေကိုလည်းရောကြစေပါရနော်။ဒါကြောင့်ဆက်ကျန်းမာရေးကိုကောင်းစေဖို့အတွက်စားပြည့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါရနော်။ နောက်ဆုံးအချက်ကတော့ရေတပ်ကိုဖြစ်ပေးပါရတယ်။ကိုရက်လေကျင်ကလုတ်ပြီးသွားတဲ့အခါမှာစုဆုံသွားတဲ့ရေတပ်တကြားတပ်နဲ့ကာဘိုဟိုက်ဒရိတ်တွေကိုပြန်လည်ဖြစ်တည်နိုင်ဖို့အတွက်ဘူးညွန့်ကိုစားပြလို့ရပါရဲ့နော်။ပရိုတင်းနဲ့အခြားအဟာရဓာတ်ကြောသက်ပါဝင်နေတဲ့ဘူးညွန့်လျာဆိုလို့ရှိရင်ကျွတ်သားတွေကိုလည်းကျန်းမာစေဖို့အကောင်းဆုံးအဖြစ်ပေးပါသေးရဲ့နော်။အခုပြပေးခဲ့တာကတော့ဘူးညွန့်ကလည်းရရှိနိုင်တဲ့ကျမရဲ့အကျိုးကျေးဇူးလေးပဲဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။